သင်လို့ရှိနေအရာတွေကိုမြင်ဆင်စွာ manifest ဖြစ်စေဖို့သင်ဟာမိမိကိုကိုမိမိဘလို့စကလုံးတွေကိုပြောပြရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုကိုတိုင်းပြောနေတဲ့စကလုံးတွေကို self talk လို့ခေါ်ပါတယ်။ကိုကိုတိုင်းပြောနေတဲ့စကလုံးတွေဟာလို့ရှိနေတဲ့အရာတွေကိုမြင်ဆင်စွာ manifest ဖြစ်စေဖို့အရင်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဟာတနေ့တာလုံးမှာကိုကိုတိုင်းပြောနေတဲ့စကလုံးတွေရှိပါတယ်။ အဲ့ဒီစကလုံးတွေဟာသင်ပြုလုပ်နေတဲ့ manifestation ကိုအများကြီးအထောက်အကူပေးနိုင်သလိုသင်ရဲ့ manifestation ကိုလည်းဖြည့်ဆည်းနိုင်တယ် တင်လို့ရှင်တာတစ်ခုကိုတင်ဖို့အထင်မှာရလာစေနိုင်ဖို့တင်ဟာ manifestation နည်းနဲ့တမျိုးမျိုးကိုအသုံးပြုလျက်ရှိကောင်းရှိပါလိမ့်မယ်။ဥပမာကွာ visualization ပြုလုပ်တာ affirmation ပြုလုပ်တာ scripting method နဲ့စာရေးပြီးရင် manifest ပြုလုပ်နေတာစသဖြင့်တင်ဟာနည်းနဲ့တမျိုးမျိုးကိုသုံးပြီးရင်လိုချင်တဲ့အရာကို manifest ပြုလုပ်နေတာရှိနိုင်တယ်။အဲ့ဒီလို manifest ပြုလုပ်နေတဲ့အခါသင်ပြောနေတဲ့စကားလုံးတွေသင်ကဘသူ့ကိုပြောနေတာလဲဆိုကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာအဲ့ဒီ manifestation ကို အများကြီးအထောက်အကူပြုနိုင်သလိုသင်ရဲ့ manifestation ကိုလည်းဖြည့်ဆည်းနိုင်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ်ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေဟာအရင်ကိုပါဝါမှုဖြစ်နေလို့ပဲ။အဲဒီစကားလုံးတွေဟာတသမဲတည်းစီးဆင်းနေတဲ့မြည်ရီရှောင်းရီတွေလို့သင်ရဲ့စိတ်ထဲမှာတသမဲတည်းရှိနေပါတယ်။ဒါကြောင့်အဲ့ဒီစကလုံးတွေကသူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအချိန်ပြည့် manifest ဖြစ်စေပါတယ်။ ကိုရဲ့စိတ်ထင်းမှာကိုရဲ့ခေါင်းထင်းမှာကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာကို့အတွက်အကောင်းဆုံးတငေရှင်လေးဖြစ်နိုင်သလိုအဆိုးဝါးဆုံးရဲ့သူတွေလေးဖြစ်နိုင်တယ်။ဒါကြောင့်မိတ်ဆွေဟာကိုရဲ့ခေါင်းထင်းမှာဘာတွေပြောနေသလဲမိမိကိုတိုင်နဲ့ပတ်သက်လို့ဘလို့အကြောင်းတွေပြောနေသလဲအဲ့ဒီလိုကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာကို့အတွက်စိတ်ခင်စားရှက်ကောင်းစေတဲ့စကားလုံးတွေလေးဖြစ်နိုင်သလိုကို့အတွက်စိတ်ခင်စားရှက်မကောင်းစေတဲ့စကားလုံးတွေလေးဖြစ်နိုင်တယ်။ ပြီးရင်အဲ့ဒီလိုကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာမိမိကိုကိုဘလို့ယူဆထားသလဲမိမိကိုကိုဘလို့သိမြင်နေသလဲဆိုတဲ့အကြောင်းအရာတွေအများကြီးပါဝင်တယ်။ဒါကြောင့်ကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာကိုကိုတိုင်ဘလို့ယူဆထားသလဲဆိုတဲ့ self concept ပဲဖြစ်တယ်။ဒါအပြင်အဲ့ဒီကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာသိရဲ့မသိစိတ်ကို အမိန်ပေးနေတဲ့စကားလုံးတွေဖြစ်တယ်။ ဒါကြောင့်အဲ့ဒီစကားလုံးတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကပဲသင်ရဲ့ဖြစ်တည်မှုသင်ရဲ့ reality ထဲမှာ manifest ဖြစ်လာတာပုံများပါတယ်။ဒါကြောင့်အဲ့ဒီလိုကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာဘလို့စကားလုံးတွေလေးဆိုတာကိုကိုကိုသတိထားဖို့လိုအပ်တယ်။အဲ့ဒီစကားလုံးတွေဟာကောင်းတဲ့စကားတွေလားမကောင်းတဲ့စကားတွေလားဥပမာငါကအယုံဆိုးလိုက်တာလို့ကိုကိုကို ပြောလိုက်တဲ့စကားလုံးအဲ့ဒါဆိုမကောင်းဘူးပေါ့။နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ငါက အရင်လှတာပဲငါကအရင်ချစ်စရာကောင်းတာပဲအဲ့ဒီလိုပြောမိဆိုရင်တော့အဲ့ဒီစကလုံးကကိုယ့်အတွက်ကောင်းတဲ့စကလုံးပေါ့ဒါကဥပမာလေးအနေနဲ့ပြောပြတာဖြစ်တယ်ဒီလိုဆိုရင်သင်ကောင်းသေးမှာကိုကိုယ်တိုင်ပြောနေတဲ့စကလုံးတွေဟာမကောင်းဘူးလို့ယူဆတယ်ဆိုရင်အဲ့ဒီကိုကိုယ်တိုင်ပြောနေတဲ့စကလုံးအဟောင်းတွေကိုရက်တင်ပေးဖို့လိုအပ်တယ်ဒီလိုဆိုရင်သင်တို့ရှင်တဲ့အရာတွေလွေကူစွာ manifest ဖြစ်လာစေဖို့ဘလို့စကလုံးတွေကိုစတင်ပြောဖို့လိုအပ်ပါတည်း ကိုပြောမည့်စကားလုံးတွေကိုတော့ရွေးရှိမှုပြုလုပ်ပေးဖို့တော့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်တချို့သောအရာတွေပေါ့နော်ကိုဖြစ်ရှင်တဲ့အရာတွေဟာကိုဘဝအရှိအနေနဲ့ဝေးကွာလင်းတယ်။အဲ့ဒီအခါမှာသင်ရဲ့မသိစိတ်ကအလိုလိုညှင်းပေနိုင်တယ်။ဒီတော့နှိစေတဲ့စကားလုံးတွေနဲ့ရွေးရှိပြောဆိုရမယ်။ ဥပမာသင်ဟာမိနေနာတတိယချင်းဖြစ်ရှိနေဆိုပါစို့ဒါပေမဲ့အခုအချိန်မှာသင်ကငွေပြဲနေတယ်ဒီတော့ကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေထဲမှာငါကမိနေနာတတိယချင်းဖြစ်ပါတယ်တော့ပြောလိုက်တဲ့အခါသင်ရဲ့မသိစိတ်ကအဲ့ဒီစကားလုံးကိုညင်းပင်နိုင်တယ်ဒါကြောင့်အရင်ကိုဝေးကွာလဲတဲ့အခြေအနေတွေကိုတော့မပြောသင့်ဘူး ငါကမိမိရနာတတိကြီးဖြစ်နေပါလေတော့ပြောမေးအစငါမှာငွေတွေရှိတယ်ငါမှာလုံလောက်တဲ့ငွေတွေရှိတယ်ငါမှာပေါ်များကြွယ်ဝမှုတွေရှိတယ်တော့ပြောလို့ရပါတယ်ဒီတော့ကိုကိုတိုင်းပြင်ကြည့်ပြီးကို့မှာရှိပြီးသားအရာတွေနဲ့စတင်ပြောလို့ရတယ်အဲ့ဒီအရာတွေဟာတင့်အတွေ့ကြီးမားတဲ့အရာပဲဖြစ်ဖြစ်သိငေတဲ့အရာတွေပဲဖြစ်ဖြစ်အဓိကမကြပါဘူးတခြားသူတွေမှာပိန်ဆိုင်တဲ့အရာတွေနဲ့လေနှိမ့်ရှင်နေစရာမလိုဘူးကို့ဘဝအထက်မှာကို့မှာရှိနေတဲ့အရာတွေနဲ့ပဲသက်ဆိုင်တယ် ဒါကြောင့်ကိုကိုတိုင်းပြောနေတဲ့စကားလုံးတွေမှာငွေကြီးနဲ့ပတ်သက်လို့ပြောလာမိဆိုရင်ငါ့မှာငွေမရှိဘူးငွေရှာလို့မရဘူးငွေရှာပါတယ်အဲ့ဒီစကားလုံးတွေကိုပြောနေမိအစားငါ့မှာလုံလောက်တဲ့ငွေကရှိပြီသားဆိုတဲ့စကားလုံးကိုသုံးလိုက်တာကပို့အဆင်ပြေပါတယ်ဒီနေရာမှာဆက်လက်လို့ပြောမိဆိုရင်ငါ့မှာငွေကြီးပေါ်များကျွေွားတယ်။အဲ့ဒါကြောင့်ငါလိုရှင်တဲ့အရာတွေကိုငါဝေနိုင်တယ်။ငါလိုရှင်နေတဲ့အဝတ်အစားတွေ၊ထီးတွေ၊ဖနက်တွေအဲ့ဒါတွေကိုငါဝေနိုင်တယ်။ဒါကြောင့်ငါကပေါ်များကျွေွားတဲ့သူဖြစ်တယ်။ မိမိကိုယ်ကိုပြင်ကြည့်ပြီးငါဝေထားတဲ့ဖနဲ့ကအရင်ကိုကောင်းတာပဲငါဝေလိုက်တဲ့အဝဲအစားလေးကအရင်ကိုစမဲကြတယ်အရင်ကိုလှပတယ်အဲ့ဒါကြောင့်ငါကငါစိတ်ထဲမှာပုံများကြွေဝမှုကိုခံစားရတယ်ဒီလိုပုံစံမျိုးလေးတွေ ပြောဆိုလို့ရပါတယ်နောက်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်တင့်မှာအလုတ်အကင်တစ်ခုရှိတယ်ဆိုပါစို့အဲ့ဒီအလုတ်အကင်ကတင့်အတွဲငွေတွေဝင်နေတယ်ဆိုပါစို့ ဒီလိုဆိုရင်တင်းမှာဝင်ငွေလဲချောင်းတွေရှိနေတယ်။တင်းစီကိုငွေတွေအဆင်မပြေဝင်နေတယ်။အဲ့ဒီလိုမိမိကိုယ်ကို ပြင်ကြည့်ပြီးရင်ငါဟာငွေတွေဝင်နေတာပဲ။ငါမှပုံမြတ်တွေဝမှုကရှိနေပြီးသားပဲ။အဲ့ဒီလိုပြောလို့ရတယ်။ဒီလိုပုံမြတ်တွေဝမှုနဲ့သက်ဆိုင်တဲ့စကလုံးတွေကိုများများပြောလေလေတင်းဟာရှမ်းသာတွေ့ဝမှုကို များများဖန်တီးနိုင်လေလေပဲ။ကိုယ်ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေဟာကိုယ့်ရဲ့မသိစိတ်အတွေ့ယုံကြည်လက်ခံနိုင်ဖွယ်ကောင်းတဲ့စကားလုံးတွေဖြစ်ဖို့လိုတယ်။ ဒီတော့ကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေမှာမရှိတဲ့အရာတွေ၊ကင်းမြင့်နေတဲ့အရာတွေ၊မရနိုင်တဲ့အရာတွေကိုအာယုံစိမ့်နေမင်းအစတင့်အနေနဲ့ပေါများကြွေဝမှုတွေကိုအာယုံစိမ့်ပါ။ဘာဖြစ်လို့လဲဆိုရင်တင့်အာယုံစိမ့်တဲ့နေရာကိုပဲ energy ကစီးဝင်ပါတယ်။ energy စီးဝင်မှုရှိတဲ့အခါမှသာလျှင်တင်လို့ရှင်တဲ့အရာတွေကိုရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာပြသနိုင်ပါလိမ့်မယ်။ တကယ်တော့သင်ဟာမရှိမှုတွေကင်းမင်းမှုတွေကိုသာမြမြအာယုံစိတ်နေမည်ဆိုရင်သင်ဘဝအထိမှာမရှိတာတွေကင်းမင်းတာတွေပဲပုံမမနီဖက်စ်ဖြစ်လာတတ်ပါတယ်။သင်ကိုယ်တိုင်ပြောနေတဲ့သင်ရဲ့စိတ်ထေကစကလုံးတွေမှာသင်အတွက်ရှိပြီးသားအကြောင်းအရာတွေအစဉ်ပြေတဲ့အကြောင်းအရာတွေကိုအာယုံစိတ်နေမည်ဆိုရင်သင်ရဲ့စိတ်ထေမှာဝမ်းမြောက်ဝမ်းသာမှုတွေခံစားမိမည်၊ပေါမျက်ကြွယ်ဝမှုတွေခံစားမိမည်။သင်အနေနဲ့တစုံတစ်ခုခုနဲ့ပတ်သက်ပြီးပုံများကြွယ်ဝမှုတွေခံစားမိမိဆိုရင်အဲ့ဒီအရာကို ပုံမို manifest ဖြစ်လာတတ်ပါလေ။ဒါကြောင့်မိမိရဲ့ဘဝအခြေအနေတွေကိုပြင်ကြည့်ပြီးကိုယ့်အတွက်အဆင်ပြေခဲ့တဲ့အရာတွေကိုယ့်အတွက်ကောင်းဝင်ခဲ့တဲ့အရာတွေကိုယ့်အတွက်ပုံမြတ်ကြွယ်ဝနေတဲ့အရာတွေကိုပဲအာရုံစိုက်ပေးပါ။ကိုကိုတိုင်းပြောနေတဲ့စကားလုံးတွေမှာကို့အတွက်ကောင်းဝင်တဲ့အရာတွေကို့အတွက်အဆင်ပြေတဲ့အရာတွေဒါအပြင်ကို့အနေနဲ့ပါရမီရှိတဲ့အရာတွေပေါ့ကိုကဘေးနေရာမှာတော်တယ်ဘေးနေရာမှာပုံမကောင်းဝင်တယ် ို့မှာဘလို့အကြီးအရှင်းကောင်းတွေရှိတယ်လေကို့မှာဘလို့စွန့်ရင်ကောင်းတွေရှိတယ်လေအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးများများပြောပြပါအဲ့ဒီလိုအကြီးအရှင်းကောင်းတွေရှိတာမို့လို့တခြားသူတွေကမိษွေကိုအလုံးအရှင်တွေမိษွေကိုငွေတွေအများကြီးပေးရှင်တွေအဲ့ဒီလိုအကြောင်းအရာတွေရှိခဲ့တယ်ဆိုရင်လေအဲ့ဒီအကြောင်းတွေကိုများများပြောပြပါ ကိုမမရှိတဲ့အကြောင်းအရာတွေကင်းမြင့်နေတဲ့အကြောင်းအရာတွေကိုအာယုံစိမ့်နေမင်းအစကိုမရှိနေတဲ့အကြောင်းအရာတွေကိုမပေါ်များကြွယ်ဝနေတဲ့အကြောင်းအရာတွေကိုပုံမအာယုံစိမ့်လိုက်ရှင်းအဖြစ်ပေါ်များကြွယ်ဝမှုတွေရှင်းသာမှုတွေကိုပုံမလွေကူစွာ manifest ဖြစ်စေပါတယ်နောက်ထပ်ဥပမာလေးတစ်ခုကိုပြောပြမယ်ဆိုရင်သင်ဟာတစုံတစ်ယောက်နဲ့ relationship တစ်ခုဖြစ်ရှင်တယ်။တနည်းအားဖြင့်ဆိုရင်အဲ့ဒီလူစီကချစ်ချင်းမေတ္တာတွေကိုရယူရှင်တယ်။ ဒီလိုဆိုရင်သင်ဟာအခုအချိန်မှာ relationship တခုရှိမနေသေးဘူးဒီတော့သင်အနေနဲ့ကိုမရှိနေတဲ့ relationship အကြောင်းကိုအာရုံမစိမ့်ပါနဲ့အတိုက်တစ်ချိန်တုန်းကသင်အနေနဲ့ relationship တွေနဲ့ပတ်သက်ပြီးကြာရှုံးခဲ့တဲ့အကြောင်းအရာတွေကိုလေအာရုံမစိမ့်ပါနဲ့အတိုက်တစ်ချိန်တုန်းကသင်ရဲ့ချစ်သူအဟောင်းတွေနဲ့စကားများရင်ဖြစ်ခဲ့ရတဲ့အကြောင်းတွေကိုလေအာရုံစိမ့်နေစရာမလိုဘူးဒီတော့ relationship တခုကိုရယူရှင်တဲ့အချိန်မှာအချစ်တခုကိုရယူရှင်တဲ့အချိန်မှာသင်အာရုံစိမ့်ရမယ့်အရာတွေရှိတယ်အဲ့ဒီ ီအရာတွေကမိမိကိုယ်ကိုပြောနေတဲ့စကားလုံးတွေထိမှထိပြီးရင်အာယုံစိတ်ပေးပါဘလို့အာယုံစိတ်ရမလဲဆိုရင်သင်ဟာတကယ့်ကိုအန်အိုးဝေကောင်းတဲ့သူသင်ဟာအရင်ကိုလှပတဲ့သူအဲ့ဒီလိုပုံစံမျိုးအာယုံစိတ်ပေးပါတင်ဟာလူကောင်းတယောက်ဖြစ်ကြောင်းတင်ကိုတခြားသူတွေကနှစ်သက်နေကြတဲ့အကြောင်းတင်အနီးအနားမှာအတူတကွနေရှင်တဲ့လူတွေအကြောင်းတင်နဲ့အတူတကွစားရှင်သွားရှင်ပြောရှင်ရှိနေကြတဲ့လူတွေအကြောင်းတင်ကိုချစ်ခင်ကြတဲ့လူတွေအကြောင်းကိုအာယုံစိတ်ပါ အဲ့ဒီလူတွေဟာတင်းနဲ့ romantic relationship ဖြစ်နေစရာမလိုဘူး။တင်းကိုချစ်ခင်နေတဲ့လူတွေဟာတင်းရဲ့တငယ်ချင်းတွေလေးဖြစ်နိုင်တယ်။တင်းရဲ့မိသားစုဝင်တွေလေးဖြစ်နိုင်တယ်။တင်းရဲ့လုပ်ဖို့ကိုင်ဖဲတွေလေးဖြစ်နိုင်တယ်။တင်းရဲ့ဆရာသမားတွေလေးဖြစ်နိုင်တယ်။အဲ့ဒီလိုတင်းအပေါ်မှာချစ်ခင်တဲ့သူတွေကိုအာရုံစိုက်လို့ရပါတယ်။ဒီလိုအာရုံစိုက်နိုင်ခြင်းအပြင်တင်းဟာချစ်ခင်နှစ်လိုဝေကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။တင်းကိုလူတွေကချစ်ခင်နေကြတယ်။အဲ့ဒီလိုပုံစံမျိုးခံစားချက်တွေကိုတဘာဝအတိုင်းခံစားစေနိုင်ပါတယ်။ ဒီလိုစိတ်ခင်စားချက်တွေဖြစ်လာတဲ့အခါတင့်ရဲ့စိတ်ထိပ်မှာဝမ်းမြောက်ဝမ်းသာမှုတွေခံစားရမယ်။တင်ဟာချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးပုံများကြွယ်အောင်မှုတွေကိုခံစားမိမှာဖြစ်တယ်။အဲ့ဒီလိုခင်စားရတော့မေဆိုရင်ကိုကောင်းထင်းမှပြောနေတဲ့စကလုံးတွေထဲမှာငါကအရင်ချစ်စရာကောင်းတာပဲလူတွေကငါ့ကိုချစ်ခင်ကြတာပဲလူတွေကငါ့ကိုနှစ်သက်ကြတာပဲလူတွေကငါ့ကိုလေးစားကြတယ်လူတွေကငါနဲ့အတူတူကရှိရှင်ကြတယ်အဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာပါလိမ့်မယ် ဒီလိုစကလုံးတွေပြောလာနိုင်ဖို့ဒီလိုအတွေးတွေဒီလိုစိတ်ခင်စားရှိတွေဖြစ်လာနိုင်ဖို့သင်ကိုချစ်ခင်တဲ့သူဟာလောကကြီးထဲမှာတဦးတယောက်ခန့်သာရှိခရင်တောင်မှအရေးမကြီးပါဘူးအဲ့ဒီအရာကိုပဲအာရုံစိတ်ပြပါသင်ကိုမချစ်ခင်တဲ့လူတွေအကြောင်းကိုတွေးတောစဉ်းစားနေပြီးရင်သင်မှာအချစ်မချစ်ဘူးဘသူကမှငါ့ကိုမချစ်ဘူးဆိုတဲ့အကြောင်းအရာလေးတွေကိုစဉ်းစားနေမင်းအစသင်ကိုလေးစားတဲ့သူသင်ကိုချစ်ခင်တဲ့သူ တင်းကိုဂယုစိတ်တဲ့လူတွေအဲ့ဒီလိုလူတွေအကြောင်းကိုပဲစဉ်းစားပါအဲ့ဒီလိုလူတွေဟာအရင်အတွင်းအဖြစ်နေရှင်နေပါလိမ့်မယ်ဒါပေမဲ့တဲ့အပေါ်မှာချစ်ချင်းမေတ္တာထားတဲ့လူတွေအကြောင်းကိုစဉ်းစားပြီးရင်သင်ဟာချစ်ချင်းမေတ္တာတွေကိုရယူနိုင်တဲ့အကြောင်းတွေကိုများများခင်စားပေးပါချစ်ချင်းမေတ္တာတွေကိုပုံမအာယုံစိမ့်နိုင်လေလေသင်ဘဝအထည်ကိုချစ်ချင်းမေတ္တာတွေမြောက်များစွာစီးဝင်လာနိုင်လေလေပဲ ဒါအပြင်သင်ကိုချစ်ခင်တဲ့လူတွေဟာသင်ဘဝအထေးကိုမြောက်များစွာရောက်ရှိလာလေလေပဲအဲ့ဒီအချိန်မှာသင်ဟာချစ်ချင်းမေတ္တာတွေကိုမြောက်များစွာရရှိနေပြီဆိုတဲ့သက်သေတွေအများကြီးရရှိလာပါလိမ့်မယ်။အဲ့ဒီအခါသင်ရဲ့မသိစိတ်ကလေသင်ဟာအရင်ကိုချစ်စရာကောင်းတဲ့သူဖြစ်တယ်လို့ယုံကြည်လက်ခံလာပါလိမ့်မယ်။ဒီနေရာမှာတခုတတိပိရှင်တာကတခြားသူတွေမှာရှိနေတာတွေတခြားသူတွေမှာပိန်ဆိုင်နေတာတွေနဲ့တင်းသွားပြီးမနှိုင်းရှင်ပါနဲ့ တခါတလေတခြားသူတွေမှာကြတော့ဓာရီပိန်ဆိုင်နေတယ်ငါမှာကြတော့ဓာရီမပိန်ဆိုင်ဘူးစသဖြင့်အဲ့ဒီလိုတွေးမိတဲ့အချိန်တွေလေးရှိတယ်အဲ့ဒီလိုတခြားသူတွေရဲ့ပိန်ဆိုင်မှုတွေကိုသွားပြီးကြည်ပြီးကိုယ်စိတ်ထင်မှာစိတ်ခင်စားချက်မကောင်းတာတွေလေးဖြစ်တဲ့တယ်ဒီလိုမျိုးဖြစ်ပြီဆိုရင်သင်ရဲ့ manifestation ကိုနှောင့်နှေးကြံ့ကြာစေတဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သင်ဟာမရှိမှုတွေကိုအာရုံစိတ်နေလို့ပဲ။ဒါကြောင့်ကိုယ့်ဘဝကိုတခြားသူတွေရဲ့ဘဝနဲ့မနှိုင်းရှင်ဖို့လေအရင်အရေးကြီးပါတယ်။ ဒါလေးတွေကတော့ကိုကောင်းထင်းမှာကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေကိုဘလို့ရွေးရှိပြောဆိုရမလဲဆိုတာကိုပြောပြပေးသွားတာဖြစ်ပါတယ်။ဆက်လက်ပြီးရင်ကိုလိုရှင်တဲ့အရာတစ်ခုကိုလွေကူမြင်စေစွာ manifest ဖြစ်စေဖို့ဘလို့ပြုလုပ်ရမလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။ manifestation နည်းလမ်းတွေကတော့အများကြီးရှိပါတယ်ဒီဗီဒီယိုထဲမှာတော့ကိုကိုတိုင်ပြောနေတဲ့စကားလုံးနဲ့ပတ်သက်လို့ manifestation ပြုလုပ်ပုံကိုပြောပြမှာဖြစ်ပါတယ် အဲ့ဒီတော့မိတ်ဆွေတို့အနေနဲ့ကိုမနီဖက်စ်ဖြစ်ရှင်တဲ့အရာတစ်ခုကိုစဉ်းစားပါအဲ့ဒီအရာနဲ့ပတ်သက်လို့စိတ်ကူးရင်ပုံဖော်မြင်အောင်မှုတစ်ခုကိုပြုလုပ်လိုက်ပါအဲ့ဒီလိုပြုလုပ်ပြီးရင်အဲ့ဒီအရာနဲ့ပတ်သက်လို့အဲ့ဒီမြင်ကွင်းကိုပေါ့နော်ထက်တလေးလေးထက်တလေးလေးထက်တလေးလေးစိတ်ထင်းမှာရန်ပေးဖို့လိုအပ်တယ်ဥပမာမိတ်ဆွေကတစုံတရာရောက်ကိုချစ်သူအဖြစ် manifestation ကြီးဆိုပါစို့အဲ့ဒီတော့မိတ်ဆွေရဲ့စိတ်ကူးရင်မြင်ကွင်းထေးမှာ ကိုလိုရှိနေတဲ့သူနဲ့အတူတူကချစ်သူဖြစ်နေပြီဆိုတဲ့မြင်ကွင်းကိုကိုယ့်ရဲ့ခေါင်းထဲမှာထက်တလေးလေးထက်တလေးလေးထက်တလေးလေးဖန်တီးပြနေပေါ်လူအဲ့ဒီဒါပေမဲ့လူတော်တော်များများမှားတဲ့တာကကြတော့အဲ့ဒီလိုကိုယ့်ရဲ့စိတ်ကိုတတိမထားပြင်းနေနေလိုက်တဲ့အချိန်မှာအဲ့ဒီကိုလိုရှင်တဲ့သူကကိုယ့်ကိုမလိုရှင်တာတွေကိုယ့်ကိုအဆင်မပြေတာတွေဒါလေးတွေကိုပဲတွေးတောစဉ်းစားနေတယ်ကြတယ်ဒါလေးကိုတတိထားပြပေါ်လူအဲ့ဒီ သူ့ဖက်ကကိုကိုဘာတွေပဲပြောခဲ့ပါစေဘလို့ပဲပြုမှုဆက်ဆက်နေပါစေသူနဲ့ကိုအဆင်ပြေနေတဲ့မြင်ကွင်းလေးကိုသာဖန်တီးဖို့လိုအပ်တယ်အဲ့ဒီမြင်ကွင်းကိုထက်တလေးလေး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 ကိုဖန်တီးပေးရမှာဖြစ်တယ် ဒီနိုစိုက်ကူးရဲ့မြင်ကွင်းကိုဖန်တီးတဲ့အခါမှာသူ့ဖက်ကကိုယ့်ကိုအရင်ချစ်ခင်နေတဲ့အရာတွေသူ့ဖက်ကကိုယ့်ကိုစွေးနေနေတဲ့ပုံစံတွေသူကကိုယ်အလိုရှိတဲ့အရာဟုသမျှပြုလုပ်ဆောင်ရဲပေးနေတဲ့မြင်ကွင်းလေးတွေကိုဖန်တီးပေးဖို့လိုအပ်တယ်။အဲဒီလိုထက်တလေလေးဖန်တီးလိုက်ရှင်အဖြစ်နောက်ဆုံးမှာတော့ကိုကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေမှာ "तू ကငါ့ကိုအရင်ချစ်နေတာပဲ။ तू ကငါ့ကိုအရင်ကိုအလိုရှိနေတာပဲ။ तू ကငါနဲ့အတူတူကရှိနေတာပဲ။အဲဒီလိုကိုယ့်ရဲ့စိုက်ကူးထင်းမှာအလိုလျောက်ခံစားမိတာပါလိမ့်မယ်။" ။သင်ရဲ့စိတ်ထဲမှာဒီလိုခံစားခဲ့ရပြီဆိုရင် သူ့ဖက်ကသင်ကိုဘာတွေပဲပြောခေပြောခေဘလို့ပဲပြုမှုဆက်ဆင်ဆက်ဆင်အဲ့ဒါတွေသည်ပြဿနာမရှိတော့ပါဘူး။သင်ရဲ့ဒီကိုကိုတိုင်းပြောနေတဲ့စကားအတိုင်းရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပေါ်လာပေးရမှာပဲဖြစ်တယ်။ ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့ကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေကိုမိမိကိုယ်ကိုဂရုစိုက်ပါအဲ့ဒီကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေဟာကိုမကျိတ်တဲ့စကားလုံးတွေလားကိုကျိတ်တဲ့စကားလုံးတွေလားအဲ့ဒါလေးကိုစဉ်းစားပါကိုမကျိတ်တဲ့စကားလုံးတွေသာဖြစ်ခဲ့မည်ဆိုရင်အဲ့ဒီစကားလုံးတွေကိုပြောင်းလဲပြောဆိုဖို့ကြိုးစားပါအဲ့ဒီလိုကိုကိုတိုင်ပြောနေတဲ့စကားလုံးတွေကကိုမကျိတ်တဲ့စကားလုံးတွေဖြစ်ခဲ့မည်ဆိုရင်ဘလို့ပြောင်းလဲပြောဆိုရမလဲဆိုတာကိုဗီဒီယိုရဲ့ခြေမှပြောခဲ့ပြီးဖြစ်တယ် ဆွေတို့အနေနဲ့အဲ့ဒီအတိုင်းသာပြောင်းလဲပြောဆိုပေးပါမိတ်ဆွေတို့လိုရှင်တဲ့အရာတွေကိုလွေကူစွာ manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်